အားလုံးပဲမင်္ဂလာပါ MNPB တက်အန်နော်လေး Facebook Page နဲ့ YouTube Channel လေးတို့မှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုဗီဒီယိုမှာကျွန်တော်ပြောပြပေးသွားခြင်းနဲ့အကြောင်းအရာလေးအားဆိုလို့ရှိရင်တော့ Facebook အသုံးပြုတဲ့မိတ်ဆွေတို့အနေနဲ့ Facebook မှာကိုက profile ကိုချိန်လိုက်တဲ့အခါမှာကိုယ့်ရဲ့ profile ကိုတခြားကိုယ့်အကောင့်ထဲမှာရှိတဲ့သူတွေရဲ့ new feed မှာသွားမပေါ်အောင် profile ချိန်ဒီလေးကိုကျွန်တော်ဒီဗီဒီယိုလေးမှာ ြောပြပေးသွားပါမယ်။စိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါ။ပထမအဆုံးအနေနဲ့မိတ်ဆွေ profile ချိန်မဲ့အကောင့်ထဲကိုတစ်ချက်ဝင်လိုက်ပါ။ profile ချိန်မဲ့နေရာကိုရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကထုံးစံအတိုင်းပဲကျွန်တော်တို့ဒီကင်မရာပုံစံလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီ profile ချိန်မဲ့နေရာကိုသွားမှာဖြစ်ပါတယ်။ပြီးွားရင်တော့ကျွန်တော်တို့ဒီမှာ ဒီ try profile picture ဆိုတဲ့ဟာလေးရှိပါတယ်အဲ့ဒါကိုရွေးပေးလိုက်ပါဒီလိုရွေးပေးပြီးွားလို့ရှင်တော့မိษွေနေနဲ့မိษွေတင်ရှင်တဲ့ပုံကိုရွေးလိုက်ပါမိษွေနေနဲ့မိษွေတင်ရှင်တဲ့ပုံကိုရွေးပေးပြီးွားပြီဆိုလို့ရှင်တော့ကျွန်တော်တို့အနေနဲ့ ကိုယ်ရဲ့တင်မဲ့ဘုံကိုတခြားသူရဲ့နယူဖီမှာမပေါ်စေခြင်းဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာဒီအပြာအမှန်ချစ်ကလေးရှိပါတယ်။အဲ့ဒီအပြာအမှန်ချစ်ကလေးကိုဖြုတ်ပေးလိုက်ပါ။ဒီလိုဖြုတ်ပေးလိုက်လို့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ profile တင်လိုက်တဲ့အခါမှာကျွန်တော်တို့ရဲ့ profile ကတခြားသူရဲ့ new feed မှာသွားပြီးတော့ပေါ်နေမှာမဟုတ်တော့ပါဘူး။ပြီးသွားရင်တော့ကျွန်တော်တို့ဒီအပေါ်က

ဒီမှာကျွန်တော်အောက်ကိုနည်းနည်းဆွဲကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ခုနကတင်လိုက်တဲ့ပုံပါဆိုရင်လည်းကျွန်တော်တို့ရဲ့ဒီ raw တွေက new fee မှာကျွန်တော်တို့ရှိမနေပါဘူးအဲ့တော့ဒီနည်းလေးအရဆိုလို့ရှိရင်တော့ကျွန်တော်တို့ဓာတ်ပုံတင်တဲ့အခါမှာကိုယ့်ရဲ့ဓာတ်ပုံကိုတခြားသူတွေ like တွေ comment တွေပေးတာမကြိုက်ဘူးဆိုရင်တော့ကျွန်တော်တို့အခုလိုနည်းလေးကိုအသုံးပြုပြီးတော့တင်လို့ရပါတယ်အခုလိုတင်လိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ profile ဆိုလို့ရှိရင်တော့တခြားသူရဲ့ new fee မှာသွားပေါ်နေမှာမဟုတ်ပါဘူး ျွန်တော်အခုရှင်းပြတာကိုအားလုံးပဲနားလည်ကြမယ်လို့ကျွန်တော်ထင်ပါတယ်။ကျွန်တော် channel လေးကို like and subscribe မိကသိရင်လည်း like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုလိုက်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်။တတ်တာဘိုင်ဘိုင်ပါ။